ာပါနော်နယူးမိသားစုပေါင်းတို့ရေနယူး family channel လေးကနေလဲပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှလဲစာရေးဆရာမကြီးဂျာနယ်ကျော်မမလေးရေးသားထားတဲ့ရှင်နေအောင်မွေးဆိုတဲ့ဝိတ္ထုစာအုပ်လေးအားအပိုင်း51အနေဖြင့်ဆက်လက်ပြီးတော့ညဝေလို့ဖတ်ပြတင်ဆက်ပေးကြနာမို့လိုက်ပါလို့နာဆင်ပေးကြပါအောင်ရှင်ရှင်နေအောင်မွေးအပိုင်း51 ဦးအေးချိုသည်ဒေါ်ကျော်မီအလျှော့ပေးလိုက်ခြင်းကြောင့်ရှုံးခဲ့ပြီဖြစ်သောဤစစ်ကို နိုင်အောင်တိုင်ရန်မလွယ်ကူမှန်းသိမြင်ထားသူဖြစ်သည်တမိရှိကိုတိုင်ကလာရောက်ပြောဆိုခြင်းကြောင့်ခံတာရန်မွေမသေးတုံမကျိုးသူဝင်လုံးမပြေတော်မီဟုတွေးလိုက်သည်တားတော်တော်ဟာတားမေမေကိုဂရိပေးထားလို့ပြောအပ်ရှာတာပဲတားတော်တော်ဟာကြော့ပေါ်မှာတာဝန်ကျပြီးသားဘက်ကပဲကြံနေသားအိမ်အောင်မပြူခြင်းမှဖပီတို့တည်တာပေါ့ဒါဝိမဲ့လူလောကမှာ တနေ့မပြုတ်လို့လည်းမဖြစ်တော့တနေ့တော့ပြုတ်ရမှာပဲဒီကိစ္စကဒီလိုလုပ်ကြအောင်လေအဝေးချိုသည်စကားကိုဖြက်ကဒေါခင်မြတ်စ်ကိုလမ်းကြည့်လိုက်နေသည်ဒေါခင်မြတ်စ်ကပြန်၍ထက်သန်စွာစိုက်ကြည့်နေသည်ပညာသင်သွားမယ်ဆဲဆဲမှာပြုံးစားကြီးနှစ်ထပ်ပေါ်ရလဲမလွယ်သေးပါဘူးပညာသင်သွားနေတော့ဒီချိန်ကာလအတွင်းမှာတားစင်စားပါစဉ်းစားတဲ့အခါမှာလဲတားမိမရဲ့ဆန္ဒကြီးဖြစ်ကြအောင်ထက်စင်စားပါတားပြန်လာတော့ဖြစ်ပေးပါမကောင်းဘူးလားညီမကြီးရဲ့ တော်ခင်များတဲ့မှာအဝိချူပြောကြားချက်ကိုမကျေနပ်လာပဲစိတ်အားများစွာရောကြသွားသည်လက်ချီထပြန်သွားရခြင်းအတူတူရာသီကတော်သေးသည်ဟုသူစိတ်ကိုဖြစ်သိမ့်က အပြတ်မဖြစ်နိုင်ခြင်းကြောင့်ဤများဖြင့်ကျေနပ်လာရသည်ကောင်းပါရဲ့ကိုကြီးချွတ်ချော့ပေးထားတဲ့ဂရီးဖြစ်လို့မောင်မြင့်သူပြန်မလာမချင်းကျမဆောင်းရမှာပါပဲမောင်မြင့်သူကသာ တာဝန်ကျေပါစေလို့ကျမဆုတောင်းပါရဲ့တော်ခင်များတဲ့သည် ကိုမြင့်ထူးထံမှခေါင်းတစ်ချဲ့ညီများလောက်မျောလင်းမိသေးသည်ကိုမြင့်ထူးမှဘဝင်မကြဘဲဖြစ်နေသည်ဤကိစ္စပြည့်ပြတ်သွားစေခြင်းသည်အပုရေကော်ဖီလုံးဟဲ့အိုးအေးချိုသည်နေရာမှထသွားကအပုကိုလက်ဖက်ရည်စပွဲပြင်ခိုင်းသည်လက်ဖက်ရည်ဝိုင်းတောင်းနေကြခိုက်စိုးတို့ပြန်ရောက်လာသည်ဘာရီဝဲခဲ့တယ်လေတူမချင်းဒေါခင်များတစ်က ထမင်းစားကန်းစီမှစီ၍အတန်ပြူလိုက်သည် စိုးကတောင်းပန်လို့မရပါဘူးအတော်ရဲ့အများကြီးပဲဝဲပေးတာပဲစိုင်ဖွင့်လို့တောင်းရတော့မယ်စိုးကမိများလိုက်ရောမှုရှိခြင်းကိုဖော်ပြရာရောက်သည့်အတွက်စောစောကကောင်းမဖို့နိုင်အောင် ဖြစ်နေသောဒေါခင်များတင်မှာကြည်လင်ဝင့်မော်သောမျက်နှာဖြင့် ကောင်းဖို့သွားနိုင်လေသည်မလေးရင်သည်အထုပ်ကြီးတွေကိုထမင်းစပွဲကုံကြီးတစ်ဖက်နေရာ၌ပုံလိုက်သည်အဝေးချိုကအပုံကြီးကို ကြည့်၍ဆိုလိုက်သည်ညလာ ਈ လား မမြောင်းမအိုအန်ကင်စိုးအားပျော့ပျော့ဆူဆူထမင်းဆောင်ကန်းတဲ့တို့ဝင်လာသည်အင်းကြီးတွေလည်းဆက်မအပ်ခဲ့တာ အာလုံး၁၅တောင်းမလေးရင်ကအာရပါရအမခန်းပြောလိမ့်သည်ကိုမြင့်သူမအထုပ်တွေကိုကြည့်ကစိတ်အိုင်တဲ့မျက်နှာပူသွားသည်သူရှိနိုင်ဖြန့်လွန်ပြနေကြမှာကိုမမြင်ချင်း၍စိုးကိုလှမ်းပြောလိုက်သည် လာလေးဆိုကော်ဖီတော့စိုးသည်ပြောလိုက်၏ဝမ်းသာလုံးဆိုကအောင်မြင်ခြင်းအထိမ်မှဖြင့် ကိုမြင့်သူပဲရှိကလထိုင်၌ဝင်ထိုင်လိုက်သည် သူကိုအေးတယူကိုမြင့်သူခေါ်၍သူအနား၌ထိုင်ခိုင်းခြင်းကြောင့်ကိုမြင့်သူနှင့်လက်ထက်ထိန်မြရမည်ကိစ္စသည်ယနေ့ဖြင့်နေရာကျပြီဟုတွက်လိုက်ကာမိုးမမြင်လေးမမြင်အောင်မှွန်ရွှင်သွားလေသည်တစားမုံလာရသည်တို့ရောက်လေပြီနေဝင်းသည်ကျောင်းသင်ကန်းရှိနှင်းငွေများဆိုပြနေသောတပင်ကြီးတို့ဤထိပ်ဖြားမှထွက်ပြလာသည်။ကောင်းကင်၌တိမ်များကင်းစင်လျက်ရှိ၏ ကျောင်းသင်ကန်ယူကဲမှာယနေ့တစ္ဆန်တောက်ပါနေသည်ဒေါ်စောမီစိုက်ပြိုထားသောဒေလီယာတစ္ဆာနှင်းစီစားသောပန်းမျိုးစုံတို့သည်ကျောင်းပရဝင်အတွင် လူသွားအုပ်လန်းတစ်ဖက်တစ်ချက်တွင်အယောင်အမျိုးမျိုးအစုပ်စုပ်အခိုင်ခိုင်ပွင့်လန်းဝေးစားလျက်ရှိသည်အပွင့်တွေဝင်နေသောပန်းမျိုးစုံအလဲတွင်နေအောင်ကြီးကဝေကောင်းစားလာနှင့်အရှိုအရှိုရှောက်လာကြသူတို့၏ကိုပေါ်ဝဲပက်ပြန်ကြောက်ရလျက်နေပုံမှာရောင်ရှိန်နုနုဆိုလျက်ပြိုလျက် တောက်ပါလျက်နေသည်ကျောင်းပြဝင်ကြီးတစ်ခုလုံးလူအပြည့်စီကားလာသည်ယနေ့ကမင်္ဂလာစေယုံကျောင်းတိုက်ကြီး၌စီကားတိုက်မြိုက်စွာ ကထိန်ပွဲစီရင်ကျင်းပသောနေ့ဖြစ်၏တူတယောက်ကမတီခင်သည့်အလူမော်ဖဲစုပေါင်းရင်လူကြသော ပုံကထိန်အလူကြီးဖြစ်သည်ဤအလူကြီးဖြစ်မြောက်အောင်ကြည်ကျဲ၍စီမံလုပ်ကိုင်းပေးသူမှာဒေါ်စောမီဖြစ်သည်။ကြောင်ဝင်တဲ၌လှပသောမန္တကြီးတဆောင်းဆောက်ထားသည်။ မန်တက်ထဲ၌ဇပွဲကလတားများခင်ကျင်းထားသည့်အိုက်စခရင်းကော်ဖီမုတ်မျိုးစုံစားသည့်အချိုပွဲကျွေးမွေးရာနေရာဌာနပြု၍ဇရက်ကြီးတဆောင်ပေါ်၌အလူထမင်းကျွေးနေသည်ဆရာတော်ဘုရားတရားဟောသောကျောင်းပေါ်၌တရားနာပရိသတ်များပြည့်ကျက်နေသဖြင့်နောက်မှရောက်လာသောသူများကျောင်းပေါ်သို့တရံနေရာမရှိ၍မန်တက်ထဲ၌ဝင်ထိုင်ကြရသည် မော်ဒီနနဲ့လီနိုင်မှာစား၍ကြောင်ဝင်တဲ့၌ပြာပန်းခက်များအလုတ်များလျက်ရှိ၏ ညကလည်းတညာလုံးမအေးရချေရပြုံရသည်နနေခင်ကထိန်ဝဲလာသည်မြပရိသတ်ကိုစီးကြိုဖိတ်ခေါ်ကထမင်းကျွေးသည့်ဇရက်တို့ပိုးလျက်ပြီးလျင်အချိုးပွဲဖြင့်ဧကံရမန္တတို့ပို့ဆောင်ပေးရသည်နနေလီနာ၏ကကျောင်းမအိမ်တို့တစ်ခေါက်ပြေးက မျက်နာသည် ကောင်းပြီးပြီးအဝိဇ္ဇာအတိတ်ကလေးသာလဲလာခဲ့သည် အလူလာအများသူငါလိုပြင်ဆင်ချေသာခြင်းမရှိမျက်နာပြောင်ကလေးနှင့်ဖြစ်နေသည် အလူတို့တောက်ပစွာဝစ်စင်လာသူတိုင်းကပင် မော့ကိုချစ်ခင်စွာနှုတ်ဆက်ကြသည်မျက်နာပြောင်လေးနှင့်မပြုတ်မပြင်းငကိုရင်လာတော့မော်ဤပင်ကိုအနာကိုသတိထားခြင်းမိသည်မော်ဤကြည်စင်ဝင်ပါသည့်မျက်နာ၌ဆက်နရာသည်ပွင့်နေသော ချိုပြုံးကလေးကိုမြင်ရသူတိုင်းပင်နှစ်သက်ကြည်နူသွားကြသည် မော်သည် ထမင်းစပွဲများတွင် တစ်စပွဲပြီးတစ်စပွဲလာ၍ဧကန်နေ၏ထမင်းစပွဲနား၌ဒူးကလေးထောက်ကကိုကလေးကြောင့်က မိမ့်မိန်စားပါ ထမင်းထဲပါအောင်စသည်ဖြင့်ပြောဆိုဧကန်နေသော မော်ဤကယုနာတန်လေးကြောင့်အတီးတီးသော သူတို့၏နှလုံးအိမ်တွင်ထိုကရုနာတန်လေးဖြင့်နှလုံးတည်ငြိမ်သွားကြရသည် လူတိုင်းပါဇက်များမှာမော်ဤမော်စသည်ဖြင့်ဟိုကဒီကခေါ်ဝေါ်နှုတ်ဆက်တန်တွေကလည်းဇရက်တစ်ဆောင်လုံးထက်ညံမဆဲဖြစ်နေသည်ငွေရောင် ရွှေရောင် တဖိဖိတောင်းနေသည့်အလဲနိုင် မော့ကိုရင်ပါရတနာမှမရှိ ကျိုးနေနေပတ်ထားသောလက်ပတ်နာရီလေးတလုံးသာရှိ၏အဖိုးထိုင်အဖိုးတန်ယတနာများဝိဇာစင်ရင်ခြင်းမရှိတော့လဲမော့ကိုတန်ဖိုးထားကလေးစားခင်မင်သောအကြီးဖြင့်လှမ်းကြည့်ကြသည်ကျောင်းတင်ကန်းနေတကားကျောင်းရှိတန်ကားတော်များ၏ဝေယဝိဇာခတ်သိန်းကိုကိုပြီးရင်ပြီးထံရွယ်လောက်ကိုင်းသူကလေးယတနာသုံးပါးကြီးညိုကိုင်းဆိုင်သူကလေးမိခင်ကြီးကိုလှုပ်ကြွေး ပြုစုနေသူကလေးစိတ်နှလုံးဖြူစင်ပြေဝသူကလေး စားသည့်အရာများသည်မော်စင်မြန်းထားသည့်ယရနာများဖြစ်လေသည်ထိုယရနာများ၏အရာအရှင်သည်အလူလာသူပြိသက်၏စင်ရောင်မြရောင် တွေတက်ပင်တောက်ပပေါ်လင်းလျက်တွေ့သူမြင်သူတိုင်းပင်မော့ကိုမလေးစားပဲမနေနိုင်မနှစ်သက်ပဲမနေနိုင် ကို့သမီးလေးဖြစ်ပါတော့ကို့ညီမလေးဖြစ်ပါတော့ပြောဆိုရအောင်လူချစ်လူခင်ပေါ်များလာသည်မော့ကိုတီသူကမော့အာမတီသူကိုတစင်မှတစင်လက်တို့ကချီချူး၍ပြောဆိုသည် ဒီเจ้าကြီးရဲ့ဝေယဝဆကိုလုံနေတဲ့ကက်ပီယာမာနေလေတိတ်ရင်ကြီးတာတိတ်နေမာတာတိတ်ကိုသဘောကောင်းတာမိကြီးကိုလှုပ်ကြွေးနေရှာတာလူစီတစီမော်မတိနိုင်တော့လေပန်တရင်နေရင်းဆောင်တဲ့ကဲတို့အလူလာကြသည်လူစီတစီပင်မော်ကိုတီသွားကြသည်ကြီးကြီးမိမာကြောင်မော်၌ဖြောင်းအောင် တရားမနာနိုင်မဲဖြစ်နေသည်ဒေါ်စောမီရေစဲချနေခိုင်းတွင်ကျောင်းရှိ၌ထိုးဆိုင်သည့်သူမျော်နေသည့်အိုပယ်ကားစင်ကိုကျောင်းပြင်ပေါ်မှလှမ်းမြင်လိုက်သည် ပြေစက်ချမပြီးခင်အတာဦးချလေးရဲ့လူရီတော်ထဲမှာကုတ်ကုတ်ကလေးထွက်လာကကြောင်ပေါ်မှာဆင်းသွားခြင်းကိုဒေါ်စောမီလမ်းမြင်လိုက်သည်ကြည်ကြီးမေသည်အုတ်လမ်းမစီသို့ပြေးထွက်ခဲ့သည်ကားထဲမှဆင်းလာကြသူများမှာကဦးအေးချို မလေးရင်နှင့်အပူတို့ဖြစ်ကြသည်ဦးအေးချိုမှာအပေါ်အင်ဂျင်အဖြူကောင်းမောင်းပန်းရောင်နှင့်ခင်းရောင်ပန်းကောက်ပစိုးဝတ်ထားသည်ကြည်ကြီးမေလူမသူမှာမလေးရင်ဖြစ်သည် မလေးရင်သည်ထိတ်လဲ၌ ဆန်ခွေစရုံးတွင် စပယ်ပန်းကုန်းခွေရဲ့ဇာပဝါနဒါယောင်ဖြုံနှုနှုကို ခြုံလာသည်နဒါယောင်နိုင်လုံအင်ဂျီနဒါယောင်ခန့်အနေနှင့် အစိမ့်ချိတ်ထားသောမန္တလေးချိတ်တမိန်ကိုဝတ်ထားသည်ဒေါ်ကျော်မီဝတ်သော စိန်နှင်းမြတန်ထားသည့်စိန်လက်ကောင်စိန်ကျဲစိစိန်လက်စုံများကိုဝတ်ဆင်လာသည်အစိုးလက်ဆောင်ပြီးသော ပလဲသွေကိုလဲနိုင်သွေထားသည် နှစ်သားယောင်မျက်နှာ၌မျက်ကုံးနဲ့နှင်နှကန်းဤသည် မလေးရင်အားငကိုရုပ်ပြောင်းအောင်ပြောင်းပြစ်ထားသည်ကြည်ကြီးမေသည်တသွေးတမွေရုပ်ပြောင်းသွားသောမလေးရင်ကိုအံ့ဩစွာကြည်လျင်ပြုံ၍နှုတ်ဆက်လိုက်သည်တူမကြီးကချောလိုက်တာဟေလူတွေပါရီများမှားလို့တော့မလေးရင်က လက်ကင်အိမ်လေးကို ပွေကိုင်းကအစိုးပြုံဒီမျိုးမထစ်တထေးလေးပြန်၍ပြုံသည် အပူမှာမလေးရင်နောက်ပါမှဆင်လာသည် အပူထက်မလေးရင်အသားက ပိုလန့်လာလေ၏ကြည်ကြီးမေသည်မလင်းရင်ဤတကိုယ်လုံးကိုတင်းကျုံ၍ကြည်ပင်ရင်ကြည်ရင်ပင်ကြည်မင်း၏နောက်များကြနေသလားမမမေအုတ်လန်း၌ဥဝေချုံနှင်းကြည်ကြီးမေတို့ကရှေးမှရှောင်းလျင်မလင်းရင်နှင့်အဘိုးတို့ကနောက်မှရှောင်းလိုက်လာသည်တိတ်တော့နောက်မကြပါဘူးတရားပွဲတော့ပြီးသွားပြီဟောစင်တောင်းလာကြပြီအကိုကြီးရောအနေရောခလေးတွေရောလာကြလို့ ။ "तू อ่ะအိမ်ဆောင်နေတယ်။တော်တော်ကြာလာပါလိမ့်မယ်။"ကျောင်းပေါ်မှာတရားနာပရိသတ်များဆင်းလာကြပုံမှာနေကားတစ်ခုလုံးပြုတ်ခဲနေ၏ကြီးကြီးမေသည်ဥွေးချိုတို့ကိုမန်တန်တစ်ခုရဲသို့ခေါ်သွားသည်စပွဲလွတ်တဝိုင်း၌နေရာချလိုက်သည်ကဲနေအောင်နော်ခဏလေးပါကျောင်းအမကိုသွားခေါ်ကြည့်အောင်မေကြီးကြီးမေသည်မန်တန်ထဲမှခတ်တုတ်တုတ်ထွက်ခဲ့ကကျောင်းပေါ်သို့လူရီကြားထဲမှဒိုးရီတက်သွားသည် နေကားထိန်၌တော်စောမီနှင့်ဆုံကြသည် အမိရေအဝေးချိုလာတယ်နှုတ်ဆက်ပါအောင်ဒေါ်စောမီအနာတို့ကက်ခါခက်တိုတိုပြောလိုက်သည်ဒေါ်စောမီမျက်ခုံနှစ်ဘက်တို့သည်အထက်သို့ပင့်တက်သွားလေသည် အထက်မှတဖန်ပြန်ကျ၍ကုတ်ကြလာမှမျက်နှာမှုံမှုံနှင့် ပြန်၍ပြောသည် မမရွယ်ဧကံမှာကျမမတွေ့ချင်ပါဘူးမဟုတ်ပါဘူးအမိရေ ဒီလိုမလုပ်ပါနဲ့မကောင်းပါဘူးပိုကိစ္စအမိတို့မန်လုံးဝသူမသိပါဘူးကြောင်းကိုလှစင်မဲ့သူတို့လူတဲ့ကထိန်ဆိုလဲကွယ်လွန်သူအတွဲဆိုပြီးတော့ငွေ300တောင်လှူလိုက်ရှာတယ်မဟုတ်လားငွေအလူခံသွားမှာတော့မမကြီးမှအလူလာဖို့ဖိတ်ခဲ့ရတာပဲလာနေမှာတော့ကိုကမသိလိုက်မသိပါတာပေါ့နှုတ်ဆက်ပါအမိရေဆရာတော်ကြီးကိုလည်းဖူးကျင်တဲ့တဲ့အိုး မဖြစ်ပါဘူးမမကြီးရဲ့ကျမမတွေ့ကြမှာ ਉਹ မမကြီးတောင်းမှန်ပါတယ်အမိရဲ့ဒီလိုမလုပ်ပါနဲ့ကြည်ကြည်မေသည်တင်းမာရွေနေသောဒေါ်စောမီမျက်နှာကိုကြည်လျက်တောင်းမှန်တူလျှော်၍ပြောသည်နေကား၌တက်သူစင်သူတွေရှုပ်ရှက်ခံနေလေသည်ရှုပ်ရှက်ခတ်နေသည့်ဂျာမာပင်ကြည်ကြည်မေသည်ဒေါ်စောမီ၏လက်ကိုကင်ဆွဲကမရမက တောင်းပန်၍နေလေသည်ကျမဘလို့မှမျက်နှာမထားတတ်ပါဘူးမမကြီး တွေ့ပြစေနဲ့ကြော်ချိန်တွင်ဒေါ်စောမီနောက်ပါမှဒေါ်စောကျင်တို့လင်မယားရောက်လာသည်လာလီမမမီစင်းစို့ဒေါ်စောကျင်ကရက်ဆောင်၍စကားပြတ်သွားကြပြီးဒေါ်စောမီမှလှေကားမှအတူလိုက်ဆင်းလာသည်စောစောကရေစဲချခဲ့၍တာယာကြည်နေနေသော စိတ်နှလုံးမှပြုံးကနေအုံကမဲ၍သွားသည်အိုးအေးချိုတို့နှင့်မျက်နှာချင်းမဆိုင်ခြင်းရှမ်းရကြမီကိုတော့တီဤ တို့ရာတွင်ထိုမျက်နှာတွေကိုမကြည့်ခြင်းသောစိတ်မှာတဲထန်၍သာလာသည်မန်းတက်ဘက်သွားရာလမ်းသို့မချိုမီတော်စောမီသည်ရုတ်တရက်ရက်တန်လိုက်သည်ဆောမမမီကိစ္စလေးရှိနေလို့အိမ်ကိုခဏသွားလိုက်အောင်မယ်အခုပြန်လာခဲ့မယ်မမကြီးဧည့်သည်တွေရောက်နေတယ်မမကြီးနဲ့အတူဧကန်လိုက်စမ်းမှာကျောင်းကိုလာစဉ်ထောက်ပံ့တဲ့ပုံကိုယ်တွေပါအဲဝိကြီးအောင်ဧကန်ပြီးနော်ဒေါ်စောချင်းကိုဒေါ်စောမီပြောနေခိုက်တွင် ជីជីမေသည်ဒေါ်စောမိဤမျက်နှာကိုစိမ့်စိမ့်ကြီးဆိုင်ကြီးနေသည်လူတစ်ဖက်သားကိုခင်မင်တတ်ခြင်းအလိုက်တီတတ်ခြင်းအာနာတတ်ခြင်းသဘောကောင်းလာခြင်းစသောဒေါ်စောမိသူမတူအောင်ရှိသော ကောင်းခြင်းလက္ခဏာအဖျားဖျားဂုံပုတ်တို့နှင့်ပြည့်စုံမှန်အစင်းသည်ဖြစ်ပါလေယခုတော့ဤဂုံပုတ်တို့မှာပဲရောက်သွားမှန်းမသိတော့ပဲယခုကဲ့သို့လုပ်ပုံကိုမကျေနပ်ခြင်းကြောင့် ကြီးကြီးမေကြီးစိတ်ထဲ၌အတော်ကြီးအောင်သွားသည်အောင်သွားသောစိတ်နှင့်မျက်နာကြီးအိုး၍စိုက်ကြည့်နေသည်ဒေါ်စောခြင်းသည်ဘူမတိပါမတိဖြင့်ဒေါ်စောမိကိစ္စတကယ်ရှိ၍အိမ်သို့ပြန်သွားမည်ဟုထင်မှတ်ခါသွားလီသွားပါအိတ်ခံလိုက်ပါမယ်ဟုဆိုလိုက်သည်မမကြီးသွားလီစောနဲ့အိတ်ခံကြီးဒေါ်စောမိသည်ကြည်ကြည်မေဤပကုံကိုပုတ်တွန်း၍ပြောလိုက်ပြီးလင် ခြာကနေလှေကကျောင်းပဝါသို့ထွက်သွားလေသည်အာကစိတ်ထားပါကလားအာကစိတ်ជីជីမေသည်သွားစီလေးရဲ့ရင်ထဲ၌ကြိမ်ရွဆိုးကဒေါ်စောခြင်းမတီးစေရန်အိုထားသောမျက်နှာကို ပြန်ပြင်လိုက်ရသည် လူရီတော်ထဲမှာကျောင်းအမကိုလိုက်ရှာလိုက်ရတာဖက်ဖက်ကို မော်လိုမောင်းအီချူရဲ့အင်းဟာကိစ္စရှိလို့လိုက်ခေါ်လို့ပြန်သွားတဲ့လာပါလိမ့်မယ်ဒီကတော့ဥထန်ဟို တော်စောကျင်မှာစစ်ပြာစင်တတိတွေပါជីជីမေသည်ជីជីမေသည်ဦးအေးချိုတို့ဇပွဲရှိရာသို့ရောက်လင်းရောက်ချင်းကြည်ကောင်းအောင်ဖာထီပြောဆိုပြီးမှဒေါ်စောကျင်တို့နှင့်မိတ်ဆက်ပေးသည်ဒါကပင်စင်အငိမ့်စာတစ်တော်မင်းကြီးဦးအေးချိုဒါကတော့မင်းကြီးတူမတွေဥထံဟိုသည်ရွှေသားများပေါအောင်ပြုံးလျက်ပြန်ပြောသည်အင်းနီနာချင်းတွေတွေ့ရတာဝမ်းသာပါတယ်ခမညာ ျွန်တော်တို့အိမ်ဟာမင်းကြီးတို့တိုက်နေမဝေးပါဘူးမျက်ဆောင်တို့လောက်ပါပဲမင်းကြီးကတော့အတူပါတော့ကကျွန်တော်မရှိလို့ကျွန်တော်စီနီပဲရောက်ပါတယ်။အော်လက်စာတက်တော့အိမ်နာနီးတွေကို ထိုင်ပါထိုင်ပါ။ဥထန်ဟိုနေတော်စောကျင်တို့ဝင်ထိုင်ကြသည်။မလင်းရင်က တော်စောကျင်ကို ပြုံးရကြီးကသူ့နာမှာကလထိုင်ကို ဆွဲ၍ပေးလိုက်သည်။ကဲစကားပြောကြအောင်။ထမင်းဝဲပြင်ကြအောင်မယ်။ပြီးမှအိုင်စကရင်စားကြမယ်။ စားတော့ပြီးမှပဲဆရာတော်ကိုဖူးတာပေါ့ကြီးကြီးမေသည်ပြောပြီးထမင်ကျွေစီရဲ့သို့ထွက်လာခဲ့သည်မော်ရီမော်ကြီးကြီးမေသည်ဇေယတောင်းတိုင်းရလျက်ဧကန်ကျွေးမွေးနေသောမော်ကိုလှမ်းခေါ်လိုက်သည် လာပါပြီကြီးကြီးမေမမတို့စားပါနော်မိမိစားကြပါ မော်သည်ဧကန်ကျွေးမွေးနေရာမှထလာသည်ဇေယကြီးတဲ့နိုင် စပွဲဝိုင်းခုံ30ခန့် အတန်းချဝိုင်းကင်းလျက်သားသားနာနာပြင်စင်ကျွေးမွေးခြင်းဖြစ်၍ဇပွဲကုံတိုင်းတွင်လူတွေပြစ်ချက်က စားတော့နေကြ၏ဟိုဇပွဲဒီဇပွဲမှလမ်းခေါ်၍နှုတ်ဆက်နေကြသဖြင့်ပြန်၍နှုတ်ဆက်ရက မိမ့်မိမ့်သုံးဆောင်မှပြောရခြင်းကြောင့်ជីជីမိအနာတို့ရောက်အောင်အတန်းချလျှောက်လာရသည်လာစမ်းမအုံးជីជីမေသည်မော်ဤလက်ကိုဆွဲကဇယက်အနောက်ရှိတစ်ပင်အောက်သို့ ခေါ်ဆောင်သွားသည် အမိလို့ပုံများတော့မပြောပဲမပြောချင်ပါဘူးမော်ရဲ့။ဘာဖြစ်လို့လဲជីជីမေ။မော်ဒီမျက်လုံးလေးပြူးရိပ်မေးဤ။ជីជីမေကမျက်နှာကြီးကိုအုံမုံထားသည်။မောင်မြင့်သူအဖေလာတယ်မော်။ကြောင်ကို तू တကားမှလာဖို့ရာလဲမဟုတ်ဘူး။အလူသွားခံတော့ကဖိတ်ခဲလို့တမင်လာကြတာ။အဲ့ဒါအမိကိုအဲ့ခံမှာဆိုတာဒီမျက်နှာတွေမမြင်ချင်ဘူးဆိုပြီးအတင်းရှောင်ထွက်သွားတယ်တော့။အိမ်ပြန်သွားလေးရဲ့။ကဲကြည့်ပါအောင်။အိုးမမေရလဲ။ မော်ဒီမျက်နှာလေးမကောင်းသွားကជីជីမေကိုအာနာသွားသည်ជីជីမေ၏မျက်နှာတွင် မကျေနပ်သောအသွင်ဖြင့်မဲလျက်သားနေသည်မျက်နှာပြက်ပြက်ဖြင့်ထန်၍ပြော၏မောင်မြင့်သူ၏အမလည်းပါလာတယ်မောညိုဤသွားသောမော်မျက်နှာလေးသည် ရုတ်ချီးပင် ဝင်းထိန်လန်းဆန်းသွားကជីជីမေ၏လက်ကိုဆွဲကင်၍ပြောလိုက်သည် ဟုတ်လားជីជីမေအကိုမလာတယ်လားမော်တော့တွေ့ရပြီဝမ်းသာလိုက်တာជីជីမေရဲ့ မော်ဤဝမ်းသာလိုက်လဲစွာပြောပုံဆိုပုံလေးမှာជីជីမေပင်အမြဲပြေးသွားတော်သည်မော်သည်ជីជីမေမှာတဆင့်ကိုမြင့်သူ၏အကြောင်းကို အကုန်သိပြီဖြစ်၏ကိုမြင့်သူအကြောင်းကိုပြောကြသည်ဒေါ်စောမီကွယ်ရ၌ဒေါ်စောမီမသိအောင်တိတ်တိတ်ပြောကြရသည်ဒေါ်စောမီမှာကိုမြင့်သူ၏နာမည်ကိုလေသံမြမတလတ်သဖြင့်ជីជីမေသည်ဒေါ်စောမီရှေ၌ကိုမြင့်သူ၏နာမည်ကို ရောင်ပောင်၍မှမပြောဝင်ဘဲအတူတရီထားရသည် ထမင်းတပွဲဤကောင်းကောင်းပြင်လိုက်နော်မစောကျင်တို့ပါအားလုံးပေါင်း9ယောက်စာဒါပဲဒါပဲជីជីမိသွားမယ်ជីជីမိသည်ကြာကြီးကြာရာထွက်သွားသည် မော်သည်စရက်ထဲသို့ပြန်ရောက်လာ၏ထမင်းကုံတဝိုင်းကိုစပွဲကင်းအစ်စ်လဲလဲခင်း၍ကျွေးမွေးအခန့်ဤပဲ၌တာဝင်ဝေခွဲလောက်ကင်ပင်နေသောအရက်ထဲမှမင်းကလေးအဖို့တစုနှင့်ထမင်းပွဲကိုအကြပြင်လိုက်သည် မော်ရိုပြင်ဆင်ပြီးမကြမီပင်ဇရက်ပေါ်တို့ជីជីမေတို့ဝင်ရောက်လာကြသည်ជីជីမေက မော်ပြင်ထားသောထမင်းပွဲရှိရာသို့ဦးဆောင်၍ခေါ်လာသည်မော်သည်ထမင်းစပွဲနှင့်မနီမဝေမှရက်လျင် မလေးရင်ကိုလှမ်းကြည့်သည်အကိုလိုတော့မဖြူပါလားမျက်လုံးမျက်ကုံးနှာရန်ပေါ်လိုက်တာချစ်စရာကြီးမော်သည် မလေးရင်ကိုကြီးလျက်ချစ်ခင်စိတ်ညွတ်သွားသည် ကြီးကြီးမေပြောသည့်အတိုင်းတော်နိုင်ကောက်ဆိုင်သည်မိသွေးဖုတ်သည်ဆိုသောအသွင်ပြင်းတို့သည်ယုံနှံစကားဖြစ်နေသည်အထက်တန်လွာတို့နှင့်တပြေးတည်းတသားရင်းကြနေ၍မလေးရင်ဤချမ်းသာမှုကို မော်ဝမ်းသာမိသည် မလေးရင်ကိုမြင်ရခြင်းဖြင့်ကိုမြင့်သူကို အမှန်ရမိသောစိတ်များမော်ရင်၌ပြေသိမ့်လာသည်အဝေးချိုကိုလှမ်းကြည့်လိုက်သည်အဝေးချိုကိုကြည့်လိုက်ခါမှ သူနှင့်ဘာမှမသက်ဆိုင်ခြင်းအတိတ်ပဲကို တွေးမိ၍မျက်လွာကလေးပြန်ချထားလိုက်သည်။ဦးဝေချိုကជីជីမေပါဝိုင်းစားရန် အတင်းခေါ်နေသည်။ជីជីမေဝင်ထိုင်လိုက်၍မော်ကပကံများလေးတစ်ချပ်ယူကသွားချပေးသည်။သူကเจ้าမရဲ့သမီးလေးပါကိုကြီးရဲ့တော်စော်ခြင်းကဦးဝေချိုကိုပြောလိုက်သည်။ဦးဝေချိုသည်မော်ကိုတစ်ချက်မော်ရွေကြီး မော်ကဥွေးချုံနေမျိုးလုံးချင်းမဆိုင်မဲခေါင်းလင်းငုံရင်ပကံများချပြီး ထမင်းဝိုင်းမှခွာလိုက်သည်ကြည်ကြည်မေမသူကိုယ်တိုင်မိဖွဲ့ပေးခြင်းမဟုတ်တော့ညာလဲအတန်ကြာရယုံဖြင့်ဒေါ်စောမီကိုလန့်ကောင်းကောင်းကြီးသွားသည် မလေးရင်သည် မော်ပကံချပြီးထား၍ရက်လိုက်မှမော်မျက်နှာစီသို့ သူမျက်လုံးများရောက်သွားသည်ပြင်းစင်မုံမှန်မှုမရှိပဲ ကြည်၍ကောင်းလာသောမျက်နှာလေးကိုကြည်၍သူ့စိတ်ထဲ၌ထူးခြားသွားသည် တူမာကြီးစားနော်အပုလဲဝအောင်စားကြာလာမလေးရင်သည်ဟုတ်ကဲ့ကြည်ကြည်ဟုဆိုကာဟန်လုံ၍စားသည် မလေးရင်စားနေသောဇပွဲနှင့် မလန်မကန်ဇပွဲမှ အမျိုးသမီးတူဤပုံမကြပန်းမကြဝစ်စာစင်ရင်ပုံကို တွေ့ရ၍သူ့စိတ်ထဲမှကင်ရင်လိုက်မိသည်သူ့ကိုယ်သူလဲဝစ်စာပုံ အချိုးကြရဲ့လားဟုသူ့ကိုယ်သူလဲဝစ်စာပုံအချိုးကြရဲ့လားဟုအလိုအလျောက်ပြန်ကြည့်မိသည် တိခွာပန်တွေဟာများလိုက်တာအကိုကြီးရဲ့တားတော်မောင်ပေါ်ပန်းဆိုင်အင်မတန်ဝါသနာပါပါတယ်တိခွာပန်ကိုမျိုးဖောက်ပြီးစိုက်ပါတယ်အခုတော့နိုင်ငံခြားမှာပညာသင်သွားနေပါတယ်ပညာသင်သွားတာဘယ်လောက်ကြာပါပြီလဲဥထံဟိုကထမင်းလုတ်ကိုကင်ထားရင်မင်းနေသည်တနှစ်ခွဲရှိပါပြီသူနေရမှာနှစ်နှစ်မှပြန်ကာနေပါပြီမော်သည် လက်တော့ပွားများလာချပီးရင်ဦးဝေးချူ၏အတန်ကိုနဇုံနှစ်ဖြားကြားလိုက်ရသည်ကြည်ကြည်မင်းနှင့်ဒေါ်စောကျွန်တို့သည်ဒေါ်စောမိအမအတိုင်းအဲဝတ်ကြည်ပုံအောင်ကယူတဆိုင်ကျွေးမွေးနေကြသည်ဟင်းတွေရဆုံလိုက်တာ ကောင်းလိုက်တာဦးဝေးချူကစာမင်း၍ဝမ်းမြောက်ဝမ်းသာပြောသည်အမလီဒါနေသေးရကိုကြီးချူကျောင်းမကြီးရဲ့အမကြီးကဖျားပုံမှာဒီနှစ်နေမကောင်းလို့မလာနိုင်ဘူး လို့ရှိရင်ဒီတဲ့ဟင်းခွက်ဆုံးသေးတယ်။ကြီးကြီးမိကပလုတ်ပလောင်ဝါရင်မှပြောလိုက်သည်။ဘုံလူကြီးကိုအခုလိုတိုက်တိုက်မြိုင်မြိုင်ခံခံနာနာဖြစ်အောင်လှုပ်ကိုင်းတာကြောင်မာကြီးတော့ချီကျူးကြပါပဲဗျာ။အိမ်ကိုကြောင်မာကြီးတစ်ခေါက်ရောက်ဖို့လို့ကျွန်တော်တွေ့ပူပါရတယ်။အဲ့ဒီမှာတားတော်မောင်ကြောင့်လိန်ကြပြီးစေယုံတက်ရတာပေါ့။အူအေချိုကဥတန်ဟိုကိုစကားတပြောပြောနဲ့စာရင်ပြောနေသည်မလေးရင်မှာအစောဆုံးပြီးသည် အလားပါတွေပြေကုန်ပြီဆိုသဖြင့်မဝါဘဲနဲ့ရလိုက်သည်ခါနိုင်ညံလာသောပိရမစ်လက်ကင်ပေါ်ဟာလေးကို ဖြုတ်လျင်နှုတ်ခမ်းလေးကိုဟန်ပါပါတူလိုက်လေသည်ထမင်းပွဲမှမန်တက်ရှိယာအချိုပွဲသို့တဆင့်ကူသွားကြသည်မန်တက်ထဲမဝင်မီမန်တက်ဝါသို့ ရောက်လာသောဦးအောင်ပါနှင့်ဆုံကြသည်ဦးဝေးချုံနှင့်ဦးတန်ဟိုကိုဦးအောင်ပါကဆရာတော်ဘုရားထံခေါ်သွားသည်။ဇပွဲတွင်ជីជីမေဒေါ်စောချင်း မလေးရင်နဲ့အပူတို့သာကြံရင်ခဲ့ကြသည်ညီမကြီးကအကိုကြီးဘက်ကတော်တာလားအမကြီးဘက်ကတော်တာလားယင်အိုင်စကရင်ခွက်ကို မလေးရင်ဘက်သို့ထိုးပေးရင်ဒေါ်စောကျင်ကမေးလိုက်သည်ဦးလေးဘက်ကတော်တာပါជីជីမေသည်မလေးရင်ကို အပြုံးဖြင့်ကြည်နေလေသည်ဦးလေးနဲ့တူမမျက်နှာချင်းခက်ဆင်ဆင်နော် မင်းကြီးကတော့မရှိတော့အိမ်မှာအခုလိုတွေ့သားတွေရရှိတော့ကောင်းတာပေါ့ မလေးရင်ကမင်းသေးသေးဖြင့်ပြုံနေသည်ကြည်ကြီးမီကခက်တီတီဖြင့်မျက်တောင်တစ်ဖြက်ဖြက်ခလိုင်လေသည်မောင်မြင့်သူကိုမအောင်မိဘူးလားကြည်ကြီးမီကစကားဆားလိုက်သည်အောင်မိလိုက်တာကြည်ကြီးမီရဲ့သွားစားနေတိုင်းမင်းကိုရတယ်မောင်လေးစီကလာစင်မဲ့စာရောက်ပါတယ်အိမ်အတွက်မပူဖို့စိတ်ချဖို့စာပြန်ရပါတယ်မလေးရင်ကစာပြန်ရပါတယ်ပြောသည်မှာသူစာမရေးတတ်၍ စာလာတိုင်းအစိုးဖို့ရေခိုင်ပြီးစာပြန်ခြင်းကိုဆိုလိုသည်ជីជីမေရိုစီလဲတလောင်တစောင်ရောက်ပါရှင်ဒီကလဲသူ့စီကိုအမြင်စာပြန်တာပါပဲကိုမြင့်ထူထံမှာစာလာတိုင်းជីជីမေသည်မော်ကိုပြသည်ကြီးဖြစ်သည် စာတိုင်းပင်မော်ကိုတတိတယပင်ထည့်ရေးသည်ជីជីမေမာတဆင့်မော့တရင်ကို အမြဲရေးမေးသည် ကိုမြင့်သူသွားသည့်နှစ်နိုင်မော့ဘီအေအောင်၍ဗန်တိုက်တွင် အလုတ်ပြောင်းရွှေ့လောက်ကိုင်းချောင်းထည့်ရေးလိုက်သည် ။ဤကိုပါတာယူခိုင်းသောဒရောဆန္ဒပြေဝ၍ဝန်တာကြောင့်ပြန်ရည်သည်။မော်သည်ထမင်းကြွေသောဇေယထဲမှထွက်မလာနိုင်ချေဇေယထဲ၌ဧကန်နေစဉ်မလေးရင်တို့ပြန်မပြန်မန်တက်စီတို့မကြခနာလှမ်းကြည့်သည်။ဦးဤချူတို့ကြောင့်ပေါ်မှဆင်းလာကဧကန်မန်တက်တဲသို့ဝင်သွားသည်ကိုမြင်လာရသည်။ရှင်နေသည်ကိုမြင့်ထူး၏မျက်နှာကိုတရေရေမော်မြင်လျက်ရှိသည့်နေဖြစ်သည် နောက်တစ်ချိန်မန်တန်သို့မျောကြည့်လိုက်သောအခါဦးဝီချိုတို့မန်တန်အတွင်မှထွက်ကြကာជីជីမင်းနှင့်ဒေါ်စောကျင်တို့ကားစီတို့လိုက်ပို့နေကြပုံကို တန်တန်မမတ်မြင်နေရသည် မော်သည်တခဏရံ့ရွေကြည့်၏တစ်ချိန်ကသူ့ပေါ်၌ကိုမြင့်သူကျင်တော်ပုံ ပူပန်တော့ကရှိပုံချစ်ချင်းမြတာရှိပုံတို့သည် ပြန်၍အစီရည်ရည်ပေါ်လာကြကာထိုစဉ်က ကိုမြင့်သူ၏စကားအတန်သည်နားသို့ ပြန်ရောက်လာကြသည် မော်ဤမျက်လုံးလေးများသည်တောင်နေလျက်မလေးရင်တို့ကိုရှင်ရှင်စားစားကြီးစူးဆိုင်လျက်ကြည်နေလေသည်ဟုတ်ကဲ့ပါရှင်စာကြီးဆရာမကြီးဂျာနယ်ကျော်မမလေးရေးသားထားတဲ့ရှင်နှင့်အောင်မွေးဆိုတဲ့ဝိတုဆောင်လေးအားအပိုင်၄၁အနေဖြင့်ဆက်လက်လို့မျှဝေဖက်ပြတင်ဆက်နေခြင်းအားခေတ္တရန်နာပြစီရှင်နားဆင်ပေးကြသူຫນွေဦးမိသားစုတူးတယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးအထူးပဲတင်ရှိပါရနော်။မျိုးမိသားစုများအားလုံးလေးဧကင်းလို့ကျမ်းမာကြပါစေရှင်။